အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Flat Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကစုံလပ်ပြည်ဗုဒ္ဓမြို့အကြောင်းဖြစ်ပါတယ်ခင်ဗျာဒီ season လေးမစတင်ခင်လေးမှာ ကျွန်တော် Flat Entertainment Channel ကို subscribe လုပ်ပေးဖို့မြစ်တာရက်ခံတောင်းဆိုပေးရစီခင်ဗျာ အတိတ်အထည်တင်သမျှကိုလည်းမလွတ်တမ်းနားတော်တာဆင်နိုင်ဖို့ subscribe ဘေးမှာရှိသောကောင်းဆောင်လေးကိုလည်းနှိပ်ပေးတော့ပါအောင်လို့ထပ်မံတောင်းဆိုပါရစေ။ကဆုံလားပြည့်ဗုဒ္ဓနေ့အကျိုးပူဇာမင်္ဂလာဗျာဒိတ်တော်ခံဘွားပွင့်ဆံမှည့်ရန်ကဆုံလားပြည့်ကျုံကဆုံလားပြည့်ဗုဒ္ဓနေ့ ကဆုံလာပြီဗုဒ္ဓနေသူရောက်တော်မီတချန်တကူနှစ်ဦးညောင်ရီစာပလွေခင်းပဇင်းတော်ခန်းစာရေးတန်နဲ့မြေရန်ပွဲကြီးစင်မီထွန်းချင်းကထိန်နှချင်းမြင်းခင်းထွက်ဝင်တပင်မီပုံဂူလုံးသေးပုံစေဆုံစီးလျင်ဤတို့ရှင်သာလဆင်အမြဲ12ပွဲဗုဒ္ဓဘာသာမြန်မာတို့ဤတနည်းမှာ12လ12လပွဲနှွဲကြရာဝဲကဆုံလညောင်ရီသွန်းပွဲတော်ဟာလေဗုဒ္ဓဘာသာတို့ဤ အလေးမြတ်ထား၍သူအပ်သောပွဲတပွဲဖြစ်ပေသည်မြတ်ဗုဒ္ဓတတော်ထင်ရှားရှိစဉ်အခါကတာဝတ္ထပြည်ဇေတဝန်ကျောင်းတော်ကြီး၌သတင်းသုံးတော်မူစဉ်အခါတာဝတ္ထပြည်ရှင်ဂောတလကျောင်းတကာအနာတပိန်ကျောင်းမဝိတ္တခါတို့နှင့်တာဝတ္ထနေပြည်သူပြည်သားများတို့ကနေစဉ်လူရန် လူပွဲအတွေ့အကြုံတို့ဖြင့်ဘုရားထံမှဖူးမြော်ကြောရောက်ကြ၏တို့ရတွင်ဘုရားရှင်တို့မိသည်နတ်လူပြမရှိရှိရာ၌ ထူထူအီအီနေနေညညဝီနေရတော့ဤရှိရနေရမရွေ အချိန်မရွေတရားဓမ္မဖြင့်ကြွားရောက်ကြီးမြောက်တော်မူရမည်ဖြစ်သည်ဘုရားရှင်အားလူရန်ပူဇော်ဘူးမြော်ကြော့ရန်တွားရောက်ကြတဲ့တကာတကမအပေါင်းတို့ဟာဘုရားရှင်နဲ့မတွေ့ဆုံခဲ့ရသည်မှာ အချိန်ချင်းဖြစ်ခဲ့ရသည့်အတွေ့တာဝတိပြည့်ရှင် ကောတလကျောင်းတကာအနာတပိန်ကျောင်းမဝိတာခါတို့မှညီတော်ရှင်အာနန္ဒအားအရှင်ဘုရားအာနန္ဒဘုရားရှင်အားရှောက်ထားပေးတော်မူပါဘုရား ဘုရားရှင်အားဖူးမြော်ရင်လာရောက်ကြတဲ့တကတကမတွေဟာဘုရားရှင်နဲ့မတွေ့မဆုံဖူးမြော်ခွင့်မကြုံသည့်အခါမှာလူရန်ပူဆိုရင်ယူဆောင်လာသောတန်းနန်းတန်နဲ့လူရန်တို့ကိုကန္နာကုလီကျောင်းဆောင်၏အပြင်ဘက်မှပြစ်ချပြီးစင်ကလုံးမတက်မတာဖြစ်ကြရပါလေရှင်ဘုရားဒီဖြစ်ကိုဘုရားရှင်အားရှင်အာနန္ဒအရှင်မြတ်မှရှောက်ထားပြီးဘုရားရှင်အားဖူးခွင့်မကြုံစုံခွင့်မရပူဆောင်မှုအဝဝအတွက်အရှင်ကဲ့သို့ဘုရားနိတု ဥတည်ဖူးမြင်၍ပူဇော်ပါကဂျေဆုများသောအရာတခုကိုဘုရားရှင်အားကိုစားပြု၍ပူဇော်ခံအဖြစ်ညွှန်ကြားတော်မူပါယံဘုရားရှင်အားရှောက်ထားပေးတော်မူပါဗျာအနာတပိန်ဝိတာခာစားသောကျောင်းတကာကျောင်းတကာမတို့၏ရှောက်ထားပန်ကြားစီလိုသောအချက်တို့ကိုအာနန္ဒအရှင်မြတ်မှာမြတ်ဗုဒ္ဓအားပြန်ကြားရှောက်ထားသည်ရှိသောဘုရားရှင်ကจิตတော်အာနန္ဒငါဘုရားရှင်အားပူဇော်မှုပြုတဲ့ကဲ့သို့ပူဇော်သူတို့၏စိတ်တဏ္ဍာမလည်း ဒုညီမှုရှိသောစိတ်ဖြစ်သည်ရှိသောအကျိုးပေးလေတွင်ကြီးစွာရရှိနိုင်သောဇေတိဌာန၄မျိုးရှိကြောင်းမိန့်ကြားတော်မူ၏၁ဒါရုဇေတိ၂ဓမ္မဇေတိ၃ဩဋ္ဌိတကဇေတိ၄ပရိဘောဂဇေတိဤ၄မျိုးသောဇေတိတို့သည်ငါဖျား၏ကိုစားကိုပွားတို့ဖြစ်ကုန်၏ထိုဇေတိ၄မျိုးတို့တွင်ငါဖျား၏ကြည်လင်ပြည့်စုံ တကောကုန်ကိုအာယုံရှုမြော်ကုသိုလ်တော်စေတနာ၏အာနုဘော်သည် တတော်တရားငါဖျားရှင်ဤအဖို့ဖြစ်ပေါ်သောစိတ်ထုတ်ဖတ်လို့နဲ့တူမြပါကငါဖျားရှင်ကိုပူဇော်ရပြီတကယ်သူအကျိုးတရားလဲတူမြပေးသည်သာဖြစ်၏တမေစိတ်တံပတ္တတမိတမန်ပုံညာမဟာကတံဤသို့ဖျားရှင်ကညီတော်အာနန္ဒအားမိန်ကြားတော်မူ၏မြတ်ဗုဒ္ဓဤမိန်ကြားချက်ကိုဥဒိမပန်းဆင်း၍ညီတော်အာနန္ဒသည်ဇေဒီလေးမျိုးမှတမျိုးဖြစ်သောပရိဘောကဇေဒီထိုက်သောဘောဓိညောင်ပင်ကိုစိုက်ရန် မဟာဗောဓိမနိုင်မှဗောဓိပင်မျိုးစစ်ကိုအထိတ်ထန်ပြီးပင့်ဆောင်စေပြီးစေတဝန်ကျောင်းတော်၏အဝင်တွင် ကောသလမင်းတရားကျောင်းတကာအနာတပိန်ကျောင်းမဝိတာခါရုဏိတကွတာဝိထိပြည်သူပြည်သားတို့ပူဇော်တက္ကအဖျားဖျားတို့ဖြင့်ဗောဓိမျိုးစစ်ချဆိုင်တခဏ၌ခမငါးပြအဖျားဖျားနှင့်ပင်မဟာဗောဓိရှုကြည့်မညီအန်ချိပွေရာဖြစ်ပေါ်လာ၏ဤဒီမှာအစပြု၍တာဝိထိနေမင်းညတကွပြည်သူပြည်သားအလုံးတို့သည်ဖျားရှင်ကိုစားဤဗောဓိညောင်ပင်အား ပူဇော်ခြင်းအမျိုးမျိုးဖြင့်ကုသိုလ်ပွားကြသည်ညောင်ဗုဒ္ဓဟေပလင်ဖွေတွင်လေးတွေတစ္ဆာတိယာဌာနမိယာရသည်ပင်ဘောတိ၌ပရိဘောကဇေတီပြ၏ဤဖို့ပြပါအကြောင်းအရာတို့ကဘောဓိပုဇဏီယ၏အခြေခံအကြောင်းရင်းတို့ဖြစ်၏ဘောဓိညောင်ကိုအခါခတ်သိပူဇော်အပ်ပါ၏ပယံအုပ်အင်္ဂရိအတွင်ဝေမကုံအုတ်တချက်တက်တပွင့်အလင်းမသိမ့်ရှိစေအင်္ဂရိတဆုပ်ရေတမုတ်မလုတ်ချင်နေအုပ်အင်္ဂရိ ပြည်ရင်လက်ခမကုံကြဘဲဖြစ်နိုင်ရနိုင်တဲ့ဇီတီကိုအကြံပြုလိုက်ပေးရစီအဲ့ဒါကတော့ဘောဒီညောင်ပဲစိုက်ပါဒါဆိုရင်ဇီတီတစုရပြီပေါ့မိသူမဆိုးတဦးတည်းဇီတီတကာဇီတီတကာမှဖြစ်နိုင်ပါ रे ဘုရားတကာဘုရားဓာယိကံမှလည်းဖြစ်နိုင်တာပါပဲမြန်မာနိုင်ငံမှာကစုံလပြည့်နေ့ကိုဗုဒ္ဓနေ့ဟုမြန်မာပြည်တနန်တလျာအနံ့အပြားမှာဘောဒီပူဇနီးရပွဲများပြုလုပ်ကျင်းပမည်ဖြစ်ပေသည်အထူးအဖြင့်ညောင်ရီသွန်းပွဲဆင်နွှဲကြသည် တိုက်တွန်းလိုသည်မှာဗောဓိညောင်ပင်ကိုကစုံလာပြည့်နေတွင်သာပူဇော်ခြင်းပြုရသည်နှင့်ပြီးမနေကြပါနှင့်လာတိုင်းရတိုင်းအချိန်တိုင်းတို့မှာပူဇော်ခြင်းကို ပြုလုပ်ပေးကြပါလို့တိုက်တွန်းရင်အလုံးကိုသူပင်ကျေးဇူးတင်ရှိပါရခင်ဗျာကျွန်တော်အခုဇာတ်လမ်းလေးကိုပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပေးသလိုနောက်ပုတ်တွင်မှလည်းယခုကဲ့သို့ပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပေးပါအောင်လို့မြစ်တာရက်ခံတောင်းဆိုပြရစီခင်ဗျာ ားအားလုံးပဲကိုစိတ်နေပြန်ကျမ်းမှချမ်းသာကြပါစေခင်ဗျာ